ပြည်တွင်းမှာလက်ရှိကာလအတွင်း mobile phone handset အလုံးကြီးစေတန်းခန့်သုံးပြုနေပေမယ့်တရားဝင်တင်သွင်းတဲ့ handset အရေအတွက်ကတော့နှစ်သိန်းခန့်သာရှိတာကြောင့်တရားဝင်တင်သွင်းမှုတွေများပြားလာစေဖို့အတွက်လိုအပ်တဲ့ညှိနှိုင်းမှုတွေပြုလုပ်ပေးမယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောပါရယ်။ လက်ရှိအနေအထားအရမိုဘိုင်းဖုန်း handset တွေကိုတရားမဝင်တင်သွင်းမှုဟာ68 69ရာခိုင်နှုန်းလောက်ဖြစ်နေတာကြောင့်ဖြည့်ရှင်းဖို့နီလန်ရှာဖွေတဲ့အခါမိုဘိုင်းဖုန်းရောင်းဝယ်သူများအသင်းဖွဲ့စည်းခြင်းကအကောင်းဖြစ်မယ်လို့ထင်တာကြောင့်စက်သွယ်ရေးဝန်ကြီးဗန်ဒါရေးဝန်ကြီးတွေနဲ့ညှိနှိုင်းထားတယ်လို့ပြည်သူ့ဝန်ကြီးဦးဝင်းမြင့်ကဆိုပါတယ်။ဖုန်း handset တွေကိုတရားဝင်တင်သွင်းခွင့်ပြုထားခဲ့ပေမယ့်စတင်ခွင့်ပြုတဲ့နေ့ကနေတနစ်ခွဲကာလအတွင်းအလုံးကြီးသသိန်းခွဲခန့်သာတရားဝင်လိုက်စင်နဲ့တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ိုဘိုင်းဖုန်း headset တွေနဲ့ပတ်သက်ပြီးနေဆက်ကုန်သွယ်ရေးစခန်းတွေမှာတော့အလုံးရေ182လုံးသာတင်သွင်းခွင့် license လျှောက်ထားခဲ့တဲ့အထိအခြေအနေစိုးရွားနေတယ်လို့တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဆွေးနွေးပွဲမှာညွှန်ကြားရမှုဥတည်ရေးဝန်ကပြောကြားခဲ့ပါတယ်။တရားမဝင်ကုန်သွယ်မှုတွေကိုရွေးချယ်ဖမ်းဆီးခဲ့တဲ့9လတာကာလအတွင်းဖုန်း headset အလုံးရေ9300ကျော်ကိုဖမ်းမိခဲ့ပြီးတန်ဖိုးအနေနဲ့7သိန်း2100ကျော်ခန့်အထိရှိခဲ့ပါတယ်။ဒီလိုဖမ်းဆီးရမှုအများစုမှာလဲကိုပိုင်ရင်များမော်တော်ဆိုင်ကယ်များအငှားရင်များ ကြီးတဲ့တင်ရင်များကနေဖမ်းမိခဲ့တာဖြစ်ပြီးလေစိတ်ရေချောင်းနေဆက်စတဲ့ဝင်ပေါက်တွေကနေတရားမဝင်တင်သွင်းမှုတွေဝင်ရောက်နေတာဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာမိုဘိုင်းဖုန်းစင်ကတ်တွေဇင်းနှုန်းချိုသားလာခြင်းပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေကိုလိုင်စင်ချတာပေးခြင်းစတာတွေကြောင့်အာဆီယံနိုင်ငံတွေမှာမိုဘိုင်းဖုန်းအသုံးပြုမှုအနေအထားနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာမိုဘိုင်းဖုန်းသုံးဆက်မှုတွေဆက်လက်တိုးလာမှာဖြစ်တယ်လို့လည်းသိရပါဗျ။